မြန်မာနိုင်ငံမြောက်ဘက်ဆွန်ကကချင်းပြည်နယ်ခေါလံဘူးဒေသမှာပြည်သူစစ်တပ်စခန်း၄ခုကိုကချင်းလွတ်လပ်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေအဆက်မပြတ်လုဆောင်လာနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကနိုဝင်ဘာ၁ရက်နေ့မှာဖော်ပြလာပါတယ်။ခေါလံဘူးဒေသမှာရှိတဲ့ပြည်သူစစ်တပ်စခန်း၄ခုကိုပြီးခဲ့တဲ့အော်တိုဗာလအတွင်းမှာ KIA နဲ့ပူးပေါင်းတပ်ကသိမ်းယူခဲ့တာပါ။အဲ့ဒီတပ်စခန်းတွေကတော့ငေါ်ကြလစခန်း၊နန်ချင်းစခန်း၊လန်တန်းရွာစခန်းနဲ့မဒောင်တန်းရွာစခန်းတွေဖြစ်တယ်လို့သိရပါတယ်။ စကန်တွေသိမ်းပိုက်ခံရပြီးတဲ့နောက်မှာပြန်လည်ထိုးစစ်ဆန်နိုင်ဖို့အတွက်စကောက်စီတက်ကအင်အားဖြည့်တင်းနေတယ်လို့ KIA ကတည်ပေးပါတယ်။ခေါလံမှုကတက်စကန်အချို့သိမ်းပိုက်ခံရပြီးတဲ့နောက်မှာဘူတာအိုဖားခတ်ဝိုင်းမော်ဗမော်မြို့နယ်တွေကိုစကောက်စီလေတက်ကလေကြောင်းတက်ခတ်မှုတွေအဆက်မပြတ်လှုံ့ဆော်လာတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားတာပါ။ဘူတာအိုခရိုင်ထဲမှာပါဝင်တဲ့ခေါလံမှုမြို့နယ်တွေကလလွတ်လိုက်ရတဲ့စကန်တွေကိုပြန်ရဖို့အတွက်ထိုးစစ်ဆန်ဖို့ဘူတာအိုမြို့အခြေဆိုင်ခလာရ46တရင်မှာ စကောင်စီတပ်ကလူအင်အားဖြစ်တင်နေတယ်လို့ KIA ကအသိပေးထားပါတယ်ရှင်။